ဒီခါတော့ကျမကဘာလေးကိုထုတ်ပြမလဲဆိုလို့ရှိရင်ဒီမှာကျမတို့ကန်းကော်ပန်းလေးเนาะကန်းကော်ပန်းလေးထုတ်ပြပေးမယ်ပြီးလို့ရှိရင်ဒီမှာ hibiscus လို့ခေါ်လာလား hibiscus လို့ခေါ်လာဒီကျမတို့ဗမာလိုတော့ခေါင်းရမ်းပန်းပေါ့เนาะအင်္ဂလိပ်ကိုခေါင်းရမ်းပန်းဆိုတာရည်လည်းဘာသာကခေါ်လို့မကောင်းဘူးပေါ့เนาะအဲ့ကြတော့ကျမတို့သူတို့လိုလဲဘိုးလိုပဲခေါ်ကြတာပေါ့เนาะ hibiscus ခေါ်တာနဲ့တူတယ်ကျမပြီးရင်စလုံးလေးပြန်ပြီးတော့ကြည့်ပြီးတော့ဒီမှာပြန်ရေးပေးမယ်เนาะအဲ့ကြတော့ကျမကဒီ ကန်းကော်ပန်းကိုတော့ဟဟမ် setting stage နော်ဒီ setting stage နဲ့ထိုးပြပေးမယ်နောက်တစ်ခါဒီအောက်က hibiscus ကိုတော့ short and long stage နဲ့ကျွန်မတို့ထိုးပြပေးမယ်နော်ဒီနေ့အတွက်ဒီနှစ်ပွင့်ကိုပဲကျွန်မထိုးပြပေးမယ်နော်အဲကြတော့ကျွန်မတို့တွေစလိုက်ကြရအောင်နော်အဲကြဒီမှာဆိုလို့ရှိရင်ကန်းကော်ပန်းကပွင့်ဖက်က၄ခုရှိတယ်၄ခုရှိတဲ့အခါကျကျွန်မတို့အလဲရနေပြီးတော့ပဲစမယ်နော်ပွင့်ဖက်တစ်ဖက်ကိုကျွန်မကဒါ တည်တည်ချာချာလေးဖို့ပြပေးသွားမယ်အလဲကနေပြီးတော့သူကဒီဘက်မှာမျက်နှာပြင်ကျဲတယ်ဒီဘက်မှာမျက်နှာပြင်သေးတယ်အဲအိုက်ဟာလေးကိုပဲကျမတို့ကနည်းနည်းလေးခယူးဆိုင်ပြီးတော့လုပ်သွားမယ်နော်ခန်းကောပန်းကပြီးတော့ကြတော့ဟိုအသေးပုံခြိုင်ခြိုင်ကြီးမဟုတ်ပါဘူးเนาะနည်းနည်းလေးအလဲကောင်းပါပေါ့အပြင်မှာတော့နည်းနည်းလေးတွန်းတွန်းဖပဖခလေးပဲရှိတာပေါ့เนาะဒါမှမဟုတ် မိုးဆွဲတဲ့ခါကျတော့ပကြီးဆွဲတဲ့ခါကျအလေကောင်မနည်းနည်းလေးပြပြလေးပဲခြိုက်တာပေါ့နော်အသေးပုံလိုမျိုးကြီးတစ်ခါတည်းကြီးကိုွေးပြီးတော့မခြိုက်ပါဘူးနော် ဟုတ်ဒီလိုဘေးဘက်ကလေးတွေမှာနည်းနည်းလေးခရူးဆက်ပြီးတော့ထိုးမယ်နော် ဒီမှာတော့ကျမကဒီမှာပုတ်ဖတ်တွေအကုန်လုံးထိုးပြီးတော့ပြီဒီမှာဒါပုံမှန်အတိုင်းလေးတွေမဟုတ်လို့ကျမကဗီဒီယိုရိုက်မပြတော့ဘူးเนาะအဲ့ကျတော့ကျမကဒီမှာဆိုလို့ရှိရင်အကုန်လုံးလိုက်ပြီးတော့ဒီဟွာလေးတွေအစားအဖူးလေးတွေအစားလိုက်ပြီးဖြည့်ထားရပါတော့เนาะတစ်ခါတလေကြလို့ရှိရင်ဒီအဖူးလေးတွေမှာလိုက်ပြီးတော့ဖြည့်တာလေးတွေကနည်းနည်းလေးလိုအပ်တာလေးတွေရှိတယ်လို့မဟုတ်ကျမကဒီမှာဆိုလို့ရှိရင်ကျမဘလို့လေးတွေလိုက်ပြီးတော့ဖြည့်သွားတယ်ဆိုတာလေးတွေကိုနည်းနည်းလေးပေါ့เนาะဟိုထိုးပြပေးသွားမယ်ပေါ့နှမဆိုလို့ရှိရင်အရန်ကြီးလေးဟို တက်ရက်တဲ့အနေအထားမျိုးပေါ့မဖြစ်ဖဲနေမဆိုလို့နော်ဒီမှာကနည်းနည်းလေးထိုးပြပေးသွားမယ်ဒီမှာတော့ကျမတို့တွေကအချီကိုလေတော်တော်လေးထိန်းရတယ်ပေါ့နော်နှမဆိုလို့ရှိရင်မတက်မရက်ဖြစ်လို့ရှိရင်တော်တော်လေးကိုပဲဒါပြီးတော့ကြာတော့ကျမတုံးထားတာကပိုလီအိတ်ပလိုင်းကိုတုံးထားတာဆိုတော့ခြီလေးကလည်းနည်းနည်းလေးကြီးရေပေါ့နော်ဒါကအဖူးလေးကိုကျမတို့တွေဒီလိုလေးထိုးတယ်ဆိုတာလေးကိုကျမက လာပြီးတော့ပြပေးရပါနော်ဒါအပေါ်ကဖြည့်တာလေးရတော့ကျွန်တော်တို့တွေကလွယ်လွယ်လေးပဲလေးနော်ဒီရှေ့မှာလည်းဒီ cherry pan လေးကျွန်မကထိုးပြပေးထားခဲ့ပြီဆိုတော့အခါကျတော့လေဟုတ်လားနော်ဒါဆိုလို့ရှိရင်ကျွန်မကအဖူးလေးကိုဘယ်လိုထိုးလဲဆိုတာကိုကျွန်မကဒါပြပေးထားနော်နောက်တစ်ခါဂိုင်းလေးတွေကိုကြာတော့ဒါကဟိုဂန်းကောဂိုင်းလေးဂန်းကောအဖူးနဲ့ပတ်သက်တဲ့ဂိုင်းလေးတွေကကြာတော့ သူကလေဒီလိုလေးတွေကြီးပဲပေါ့ဒီလိုလေးတွေပဲသွားတာပေါ့နော်အဲအားကြောင့်လို့ကျွန်တော်တို့ဒီကနေပြီးတော့အလိုလေးပဲ sorry ချီနေတယ်အလိုလေးပဲသွားပြီးတော့ကျွန်တော်တို့ထိုးကြမယ်နော် ဒီလိုလေးပေါ့နော်ဟုတ်လားဒါဆိုရင်ဒီဘက်ကအပိုင်းကိုကျမကထိုးမပြတော့ဘူးနော်ကျမကအခုတလောလေးဒီအရင်တော့ကဆိုလို့ရှိရင်ကျမအရင်တော့ကတင်ခဲ့တာဆိုလို့ရှိရင်ဒီအာကန်းကောဝက်ဆံကိုပေါ့အမြင်လေးတွေထုတ်တာတင်နေပေါ့နော်အခုလောလောဆယ်ဆယ်မှာကျမစိတ်ထဲမှာလေဒီအမြင်လေးတွေကိုအာသူများတင်တဲ့ဥစ္စာလဲကျမမကြိုက်တယ်လို့ကိုယ်တင်တဲ့ဥစ္စာလဲသဘောမကျဘူးပေါ့နော်အဲကြောင့်မို့လို့ကျမကဒီ ဘာပင်တင် notes လေးတွေနဲ့ပဲ french note လေးနဲ့ပဲကျွန်မထိုးလိုက်တယ်ပေါ့နော်ဘာဘာလို့လဲဆိုတော့အခါကျတော့စိတ်ထဲမှာပေါ့တစ်ခါလေးကြက်လို့ရှိရင်သိရမလားဟိုကိုခံစားလို့ကောင်းတဲ့အရာကိုပဲလုပ်ချင်တာလေဒါကဟိုဒီမှာဆိုလို့ရှိရင်ကျွန်မကဒါကဒီဒီဥစ္စာကဘာရှိကိုတုံးထားလဲဆိုလို့ရှိရင် poly 8 blind ကိုဒီအပြင်ဆုံးတန်းကတော့ကျွန်မကနှစ်ထုံးပေါ့ ဟွာနှစ်ရစ်ရစ်ပြီးတော့ထည့်ထားတယ်ဒါမှတော့တရစ်ထဲပဲထည့်ထားတယ်အပြင်ကိုကြည့်ပြီးတော့အတွင်းကိုတေးထားတဲ့သဘောပေါ့နော်အခုဒီမှာဆိုလို့ရှိရင်ကျမတို့ကဒီမှာဒီကျမဒီရွက်ကလေးကိုထိုးပြကျင်တာကွာအမှန်တကယ်တော့အဲရွက်ကလေးကိုတီတီချာချာလေးကျမထိုးပြချင်တယ်ပေါ့နော်စိတ်ထဲမှာအဲ့ကြတော့ကျမတို့ဒီမှာဒီရွက်ကလေးကလေအဲ့လိုမျိုးပေါ့ ဒီဆွဲထားတဲ့အတိုင်းကော့ကော့လေးဖြစ်ဖို့လေတစ်ခါလေးကြက်လို့ရှိရင်နည်းနည်းလေးလမ်းကြောင်းလေးဟိုအယူအဆလေးနည်းနည်းလေးလိုတယ်ပေါ့နော်တစ်ခါလေးကိုပဲကျမတို့ကိုယ်တိုင်ပေါ့နော်ကျွမ်းကျင်နေတဲ့လူကိုယ်တိုင်ကိုပဲတော့ဟာကြရင်အယူအဆမှားသွားတတ်တယ်တက်နိုင်လို့ရှိရင်တော့ဒီလိုမျိုးပေါ့ချီမြင့်သေးတာလေးနဲ့ကျမကတော့ထိုးစီခြင်းနဲ့ပေါ့နော်ချီမြင့်သေးတာလေးရကြတော့လေတော်လေးဟိုထက်ထက်ကလေးနဲ့တရတယ်ပေါ့ဒါကျမတိတ်ပြီးတော့ခုတစ်ပတ်မှအချိန်တော်တော်လေးကိုမရတဲ့အတွက်ကျမကဒါ ဟိုနည်းနည်းပေါ့မြန်မြန်ပြည့်မဲ့ဟာနဲ့ဒီမှာထိုးတာပေါ့နော်အဲ့လိုမျိုးဖြစ်သွားပါတယ်အခုဒီမှာဆိုရင်ဒီမှာပျော်ရင်နဲ့ထိုးပြသွားတာလက်အယူလေးကိုနည်းနည်းလေးကြည့်သွားလိုက်နော်အဲ့ကျွန်မဘလို့လေးလက်ကလေးကယူသွားလဲပေါ့နော်ဒီအအချွန်လေးတွေဘယ်နှမစိုက်သွားလဲဆိုတာလေးကိုကျွန်မထိုးသွားတာလေးကိုကြည့်သွားလိုက်ဒါပေမဲ့ကျွန်မစကားမပြောတော့ဘူးနော်ဒီတိုင်းလေးပဲကျွန်မကထိုးပြပေးသွားမယ်နော်